နော်အခုကျွန်တော်ပြောမယ့် site က three ဝါသနာရှင်အားလုံးတည်ပြီးသား site ဖြစ်ပါတယ်နော်လေးကစီ line ပေါ်မှာကျွန်တော်စတွေ့တာတော့အများကြီးပေါ့နှစ်သုံးရှိတယ်နော်ဒါပေမဲ့ဘဒူးမှဘဲချင်းမှလေးကစီလုံးတပုံစံနဲ့ရရမယ်ဆိုဘဲကဏ္ဍမှလုံးမပြောနိုင်နော်အဲဟောတော့မှလည်းကြောက်တယ်ကြည့်အောင်များနော်အဲ့ဒီမှာကျွန်တော်တို့အခုပရိင်္ဂါပရိင်္ဂါပရိင်္ဂါဆိုပြီးတော့ လုံးချက်ရိုက်ထားရှိရနော်အဲ့ဒီမြစ်ထဲမှာတဲ့နော်သုံးချက်ရိုက်တဲ့မြစ်ထဲမှာငါးပြိသုံးချက်တန်းလို့ဒီတန်းတော့နောက်ဆုံးခွန်400ကီတလုံးနဲ့ထူပြီးတော့ငါးပြိသုံးချက်ကြောင့်လို့နှလုံးပေါင်းရင်၅ပါတဲ့ကောင်လေးကူ60ကောင်ထိတ်တူထိတ်နဲ့ဒီဘက်ကကူးတယ်နော်သူကူးတယ်မဆိုရင်အပေါ်မှာ brace 6လို့ခံနော် brace 6ခံထားရနော်ဟုတ်ပထမတစ်ခါ ဒါဒုတိယကတ်တော့ဒုတိယကတ်ကဒီမှာ6 5လေးရစเนาะ5 5 5လို့ရတယ်ဆိုတာဒီ5ပြိနောက်ဆုံးဆုံးတဲ့အချိန်မှာသူကဒီမှာကျတော့ဘာပူလာဆိုပြိတ်3 5ချဲ့တက်ကပြိတ်3ပူလာเนาะဒါထူးခြားချက်နောက်တော့30စီကျွန်ထပ်ရိုက်ပါเนาะဟိုဒါလေးကျရင်3 4ကီးနဲ့နှလုံးပေါင်း5ပါတယ်ကော3 4ကီးနဲ့နှလုံးပေါင်း5ပါတယ်တစ်တစ်လေးဆိုတော့တစ်တစ်ကတစ်ထိတ်ငိမ့်နဲ့နှစ်ွက်ပဲထူအောင်ပါเนาะ ခုနဘရိတ်ချောင်းပြီးသူ့ဘောဘရိတ်ခွန်လို့ခံတယ်နော်နောက်တစ်ခါကကျွန်တော်ဒီမှာငါငါငါလို့ရပြီဘရိတ်သုံးမယ်ခံတာနော်ဘရိတ်သုံးခံပြီးတော့နှစ်ခွန်6ကကြီးနေနှလုံးပေါင်းရင်9ပါနှစ်ခွန်6ကြီးတစ်လုံးနဲ့ကြီးနော်နှလုံးပေါင်းရင်9အိုက်ကောင်ကထိတ်စည်းအညီနဲ့သူ့ဒီဘက်ကိုကူတယ်6ခွန်ပြီး10ဘရိတ်ခံပြီးမှသူကူတာနော်ဟုတ် အဲ့ဒီမှာနောက်ဆုံးကျွန်တော်တို့တုတ်ကပ်ပြီးရေကန်ပြောင်းမှာဒီမှာရဲလေကျွန်တော်ကငါးနှစ်ကပြိသုံးမဲ့သူခံတယ်ခံလာပြီးတော့သူကဒီမှာခွန်ကူကီးနဲ့နော်ဟမ်ဒီမှာခွန်ကူကီးနဲ့နှလုံးပေါင်း၅ပါတယ်ကောဒီမှာတကက်ရှိတယ်နော်အဲဒီမှာတကက်ရှိတယ်အောက်မှာနှစ်ကက်ပေါ့ရှားကြည့်တယ်ကျွန်တော်ကဒီကက်ကိုယူဆိုဘာလို့တော့သူကပြိက6ခွန်8ကိုးပြိဆိုကျွန်တော်ကလေကိုးပြိနောက်ပေါင်း6နေပြီ ောက်ပေါင်းချောင်းနဲ့ဘာကြောင့်ယူလို့ဆိုတော့သူကတည်ထားတာကွာသူကဒီမှာဗရိတ်6ရိုက်တဲ့အချိန်မှာကွာနောက်နှလုံးပေါင်းခြင်းပေါ့နော်ဗရိတ်6ရိုက်တဲ့အချိန်မှာနောက်နှလုံးပေါင်းခြင်းကကိုးတယ်နော်ဗရိတ်9ရိုက်တဲ့အချိန်မှာနောက်နှလုံးပေါင်းခြင်းကကျွန်တော်ရှစ်တယ်နော်ဗရိတ်ရှစ်ရတဲ့မှာနောက်ခွန်နဲ့ဗရိတ်6ရိုက်လို့ရှိရင်ဗရိတ်9ရဲ့နောက်နှလုံးပေါင်းခြင်း6ကအဲ့အထက်ဆိုလိုတော့ဗရိတ်က6ခွန်8 9ကိုသူက9 8ခွန်6ဆိုပြီးတော့နောက်နှလုံးပေါင်းခြင်းကိုထည့်သွားတာအဲ့လို ထည့်သွားပြီးမှသူ့ရဲ့အောက်မှာရိုက်ချင်တာနော်ဒီမှာကိုခွန်ကြီးနှလုံးပေါင်းငါးပြစ်လက်ဖြစ်အောင်အဲ့လိုဖြစ်တဲ့ကောင်ဒီဘက်ကို6ထိပ်က6ထိပ်အမြဲ690နဲ့6390ခုခုမောကျန်တဲ့၄ခွက်ကရမ်းပေါ့နော်ဒုတိယထိုးအောင်ပတ်လေတော့ထိုးအောင်နော်အဲ့ဒီမှာသူကဘာဖြစ်သွားလို့ဒီတဲကတ်မှာကျတော့သူကခွန်နောက်ပြုနေကိုတုံညာကုန်းဆိုပြီးသူကဒီမြင်းဆောင်လေးမှာသူကတဲခဲ့တာနော်ဒီကောင်ကူလေးอ่ะနော် ဘာလို့အမှန်တကယ်သူကဒီမှာတဲလိုက်လို့ချင်ရှေ့နှစ်ကူတော့မှရောက်လို့ဒီနေ့သူကတစ်နှစ်ကျော်လေးမှာပဲဖြစ်တာဒီကောင်တဲပြီးမှဒီဘက်ကူထားတာဒုတိယကတ်လာတယ်ကျွန်တော်သူကဒီမှာလာပြီအားနှစ်ခါသုံးပလိလို့ရိုက်တယ်အဲ့ဒီကျွန်တော်တို့ဒီတစ်တစ်လေးကဒီဘက်ကူတော့မယ်ဆိုရင်သူ့ရဲ့တစ်နှစ်ကျော်အကတ်နော်သူကတဲနှစ်သုံးလေးချိန်မှာကူတုံလာခုနောက်ပဲညင်အဲ့ဒီကူတုံလာခု6ပလိရဲ့နှစ်ခါကိုသူက9ပလိလို့ထောက်ထားတယ်ဒီကူတဲ့ ိုးပိတ်အောင်မှာခွန်နောက်ပိတ်မှာမလို့ဒီကိုးကိုသူ့ရဲ့ညက်နောက်ပိတ်မူတည်ထည့်လိုက်တာပေါ့ညက်နောက်ပိတ်မူတည်နဲ့ဒီခွန်နဲ့ပေါ့ကိုးကိုးပိတ်လို့ခံကိုးနှက6ပိတ်ကိုးတို့ညာခွန်မတက်တာနော်ခွန်နောက်ပိတ်နဲ့တက်တက်ပြီးအဲ့ဒီခွန်ကဘာဖြစ်တော့ဆိုတော့သူ့ရဲ့ထွတ်တော့မဲ့ဟိဆိုရဲခဏရဲ့အောက်မှာသွားဒီခွန်နောက်နှလုံးပေါင်းခွန်လို့မူတည်ထည့်လိုက်တယ်ထည့်လိုက်ပြီးတာနဲ့သူ့အပေါ်မှာလည်းရှင်းနှလုံးပေါင်းကြီးခွန်ကရှင်းခွန်လို့တခါထပ်တည်တာနော်ဒါသုံးကစီမှကြတော့သူကအငြိမ်ဖြစ်သွားတယ် ီမှာလည်းအိုက်ကြမှာပရိသုအဲ့လိုရိုက်လိုက်တဲ့ချိန်မှာသူကသူ့ရဲ့ဒီမှာ1 2 3 4မှာသူကခွန်နောက်ပိတ်တာ3 6ခွန်တည်ဒီပရိကိုးလို့တည်တာသူ့ရဲ့အောက်မှာ1ပိတ်ပဲ1နဲ့ခွန်နဲ့ကိုးမောင်ဒီကိုးကိုထည့်နော်အဲ့ဒီလိုကိုးပရိဖြစ်တဲ့အခြားကြတော့သူကဒီခွန်ကလည်းသူ့ထွတ်တော့မကောင်းရဲ့အထက်မှာအောင်မောင်းခွန်ကိုကျူရိုက်ခဲ့တာနော်ကျူရိုက်ခဲ့ပြီးတော့ကျွန်မသူကဒီကနားကိုကူးတာ ကူတော့ချိန်မှလာသူ့ရဲ့အပေါ်မှာလည်းရှေ့ပေါင်းရှစ်ကနောက်ပေါင်းရှစ်လို့လည်းထည့်ကြအောင်ဟုတ်ပြီနော်တတိယကတ်သွားအဲ့ဒီမှာ तू ကဒီကနေပြီးဒီထွက်ပြန်နေအပေါ်တစ်ပွဲနှစ်ပွဲသုံးပွဲလေးပွဲတက်လိုက်လို့ရှိရင် तू ကဒီမှာခွန်နောက်ပိတ်ဗရိတ်ကူပဲခံတာ तू အောင်မနှစ်နောက်ပိတ်လို့ဒီနှစ်နှစ်ပေါင်းကခွန်ပဲပြောပေါ့နော်ခွန်ပိတ်တယ်အဲ့ဒီခွန်ကဒီတွန့်ပို့မကောင်ရဲ့အပေါ်မှာနောက်လုံးပေါင်းခွန်ကျူရိုက်ခဲ့ရအဲ့ဒီမှာသူ့ရဲ့အထက်မှာရှင်းလုံးပေါင်း၄ရရှင်းလုံးပေါင်း၄လို့ရိုက်ခဲ့ပြီးမှ तू ကဒီဗရိတ်ကူကိုထည့်တာအဲ့ဒီအောင်မှာဒီကောင် question ော်ဘောနာလေးအဲ့ရပတ်လေဆိုတော့ကျွန်တော်ထိုးစေချင်ပါဘူးနော်